thank uh you -huh. မင်္ဂလာပါရှင်ခသစ်နျူးစ်ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာပြည်သူတွေကိုကူညီနိုင်မယ့်နီလန်လေးကူကိုလူခွင့်ရေးမဟာမင်းကြီးတင်ပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာပြည်သူတွေကိုထိထိရောက်ရောက်ကူညီပေးနိုင်မယ့်နီလန်လေးကူကိုကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးကတင်ပြဆွေးနွေးခဲ့ပါတယ်ဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာကျင်းပခဲ့တဲ့ကုလသမဂ္ဂလူခွင့်ရေးကောင်စီညီလာခံမှာမြန်မာလူခွင့်ရေးဆိုင်ရာစီရင်ခန်းစာတစ်စောင်ကိုတင်သွင်းရင်းခြားကအဲ့ဒီအကြံပြုချက်တွေကိုထည့်သွင်းပြောဆိုသွားခဲ့တာပါသူကအာနာသိန်းစစ်တပ်အုပ်ချုပ်နေတဲ့မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချင်းတွေကပုံမှန်တက်တဲ့ဆိုးရွားလာနေတာကိုအတည်ပြုခဲ့ပြီးတစ်ဖက်မှာလည်းမြန်မာပြည်သူတွေဟာအပြောင်းလဲအတွက်မျောလင့်ချက်တွေကိုကြံကြံခိုင်းစုံကန်ထားစေလို့ဆိုပါတယ်လူ၄၀၀လောက်တည်ဆုံခဲ့တဲ့မလ၂၈ရက်နေ့ငလင်ကြီးအပြီးမှာမြန်မာနိုင်ငံရဲ့အခြေအနေဟာပိုပြီးခက်ခဲလာကြောင်းဒါပေမဲ့ပြည်သူတွေကတော့ငြိမ်းချမ်းတဲ့ဒီမိုကရေစီနဲ့လူ့ခွင့်ရေးတွေပြေဝတဲ့အနာဂတ်ကိုဆက်လက်မျှော်လင့်နေစေလို့ထားကကောင်စီညီလာခံမင်းကမှထည့်သွင်းပြောကြားသွားပါတယ်။ မြန်မာပြည်သူတွေကိုတင်ရောက်တဲ့အကူအညီတွေပေးဖို့ဆိုရင်ကောင်စီနဲ့နိုင်ငံတကာအတိုင်ဝန်ကအဓိကလှုပ်ဆောင်နိုင်တဲ့အပိုင်းလေးခုရှိတယ်လို့သူကအကြံပြုထောက်ပြခဲ့ပါတယ်ပထမအဆုံးလှုပ်ဆောင်ရမှာကတရားမျှတမှုနဲ့တာဝန်ယူတာဝန်ခံမှုတွေကိုရှာဖွေပေးဖို့ဖြစ်ပြီးအဲ့ဒီကောင်စီအောက်မှာနိုင်ငံအကျဉ်းသားတွေကိုလွတ်ပေးဖို့တပ်ဖြတ်မှုနဲ့တခြားဆိုးရွားမှုတွေကျူးလွန်သူတွေကိုထိရောက်စွာဖြစ်ပြီးအေးအေးယူနိုင်ဖို့ဆိုတာတွေပါဝင်ပါတယ်ပြီးတော့မြန်မာရေးကိုပြည်ပဆိုင်ရာရာဇဝတ်ခုံရော ICC စင်တင်ပြနိုင်ဖို့လည်းသူကတိုက်တွန်းခဲ့ပါတယ်ဒုတိယလိုအပ်ချက်ကတော့မြန်မာနိုင်ငံမှာပြည်သူအလုံးလေးစားကြမဲ့ဒီမိုကရေစီ စီအရတအစိုးရပေါ်ထွန်းလာအောင်ကူညီဖို့ဖြစ်ပါတယ်ရိုဟင်ဂျာတွေနဲ့လူနည်းစုတိုင်းရင်းသားတွေကိုဖိနှိပ်ခွဲခြားဆက်ဆံတဲ့ဥပဒေတွေကိုဖယ်ရှားမှာဖြစ်ပြီးအရတတွေရဲ့ခွင့်ရေးတွေနဲ့မီဒီယာလွတ်လပ်ခွင့်တွေကိုကာကွယ်ရမယ်လို့ဆိုပါတယ်တတိယတောင်းဆိုမှုအနေနဲ့မျှတပြီးအစုအဖွဲ့အားလုံးအတွက်အကျိုးဖြစ်ထွန်းစေမယ့်စီဝိုင်းမျိုးပြန်လည်တည်ဆောက်ဖို့ဖြစ်တယ်လို့ထပ်ကပြောပါတယ်စစ်တပ်နဲ့စစ်တပ်အလို့တော်ကြီးအစုအဖွဲ့တွေအတွက်ပဲကောင်းကျိုးဖြစ်ထွန်းနေတာမျိုးကိုခွင့်မပြုဘဲကျန်းမာရေးပညာရေးလူမှုဝန်ဆောင်မှုကဏ္ဍတွေအတွက်ရှင်းလင်းမြှုပ်နှံဖို့လည်းလိုအပ်ကြောင်းသူကထောက်ပြခဲ့ပါတယ်စ ီးဝါးရေးနဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာပြည်သူတွေရဲ့လူမှုဘဝမြင့်တင်ရေးကိုအားပေးထောက်ပံ့ပေးဖို့လည်းခြားကတိုက်တွန်းခဲ့ပါတယ်။နောက်ဆုံးချက်အနေနဲ့ကတော့မြန်မာပြည်သူတွေကိုလစ်လျူမရှုဘဲနိုင်ငံတကာတိုင်ဝန်ကဝိုင်းဝန်းကူညီပေးကြဖို့ဆိုတော့ပါပဲ။အဲ့ဒီထဲမှာမြန်မာစစ်တပ်ပေါ်လက်နက် ဝယ်ယူခွင့်ပိတ်ပင်တာစီးပွားရေးရအရေးယူပိတ်ဆိုတာလေရင်စီတွေတင်သွင်းလို့မရနိုင်အောင် တားမြစ်တာပฏิပခတွေကနေထွက်ပြေးတင်းရှောင်လာတဲ့မြန်မာဒုက္ခသည်တွေကိုအကူအညီပေးတာစားတဲ့ကဏ္ဍပေါင်းစုံအကြုံဝင်ပါတယ်ပြီးတော့နေဆက်ဖြတ်ကျော်လူသားချင်းစာနာမှုအထောက်ပံ့တွေပေးပို့နိုင်ဖို့အတွက်ပို့ပြီးပြောင်းလဲပြင်လဲရှိရဲ့စိတ်ကူးညံထက်သန်တဲ့နီးလန်းတွေကိုရှာဖွေအသုံးပြုကြဖို့လည်းပါဝင်ခဲ့ပါတယ် နောက်ပြီးဒေါ်လာအစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG စစ်တပ်ကိုတွန်းလှန်နေတဲ့တိုင်းဒေသလက်နက်ကိုင်အင်အားစုတွေဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေအရက်ဖက်ဖွဲ့စည်းတွေနဲ့ထိတွေ့မှုတွေမြင့်တင်ဖို့လဲထကထဲသွင်းအကြံပြုခဲ့ပါတယ်။သူရဲ့မိန့်ခွန်းအဆုံးသတ်မှာတော့ထကမြန်မာစစ်တပ်အနေနဲ့အကြံဖက်ရန်လိုတိုက်ခိုက်မှုတွေကိုရပ်တန့်ပြီးလူသားချင်းစာနာမှုအကူအညီတွေဖြန့်ဝေပေးမှုတွေကိုခွင့်ပြုဖို့မတရားဖန်ဆီးထားသူအလုံးကိုလွှတ်ပေးဖို့လဲတောင်းဆိုသွားပါတယ်။အရန်ကြက်တဲဆိုးရွားနေတဲ့ကာလမှာတော့မြန်မာပြည်သူတွေကလူ့အခွင့်အရေးပေါ်အခြေခံတဲ့အနာဂတ်မျိုးအတွက်အစီ ီစဉ်တွေချမှတ်လှုပ်ဆောင်နေကြောင်းအဲ့ဒီမျော်လင့်ချက်တွေလည်းတွေ့ဖြစ်လာအောင်မြန်မာပြည်သူတွေကိုကူညီဖို့နိုင်ငံတကာအတိုင်းအဝန်မှာတာဝန်ရှိကြောင်းထပ်ကပြောပါရစေ။ ဆက်လက်ပြီးတိုင်းဝင်ကြီးချုပ်နှုတ်ထွက်ပေးဖို့ဘန်ကောက်မှာဆန္ဒပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လက်ရှိတိုင်းဝင်ကြီးချုပ်ဖေတောင်တန်ကိုအယုံကြည်မရှိတဲ့အတွက်ရှာဒူးမှာနှုတ်ထွက်ပေးဖို့တိုင်းပြည်သူတထောင်ခံကဘန်ကောက်မြို့မှာဒီကနေ့မနက်ပိုင်းစုဝေးဆန္ဒပြခဲ့ကြတယ်လို့ဆိုပါတယ်။ဆန္ဒပြသူတွေကလက်ရှိထိုင်းကမ်ဘောဒီးယားနေဆက်အငင်းပွားမှုပြဿနာမှာတိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကာကွယ်ထောက်ခံကြောင်းပြသခြင်းနဲ့လက်ရှိဝင်ကြီးချုပ်ကိုရှာဒူးမှာနှုတ်ထွက်ဖို့အဓိကတောင်းဆိုတဲ့စာသားများထိုင်းလမ်များကိုကင်ဆောင်ဆန္ဒဖော်ထုတ်ကြတယ်လို့ဆန္ဒပြပွဲဦးဆောင်သူတွေကလည်းစင်မြင့် မှာအဲ့ဒီအကြောင်းအရာတွေကိုအဓိကလှုံ့ဆော်ဟောပြောကြကြောင်းသိရပါတယ်။ဗန်ကောက်မြို့ရဲ့အထင်ကနေရဖြစ်တဲ့အောင်ပွဲခံမော်ကွန်းတိုင်မှာရောက်ရှိနေတဲ့ဆန္ဒပြသူများလုံခြုံရေးအတွက်တက်ခွဲလီမှာရဲတပ်ဖွဲ့ဝင်2055ဦးချထားခဲ့ကြောင်းရဲတပ်ဖွဲ့ဒုတိယဗိုလ်ချုပ်ကြီး တီယာဒပ်တန်မာစုတီကပြောပါတယ်ဒါအပြင်အဆိုပါအေရီးယားကို CCTV ကင်မရာ200ကျော်နဲ့စောင့်ကြည့်နေပြီးအရေးပေါ်လူနာတင်ရင်လေးစီးနဲ့ဖန်ခွင်းပစ္စည်းများဖန်ရှားရှင်းလင်းအဖွဲ့တွေကမြေပြင်နဲ့မိုးပြန်လန်းတခြားမတင်ကားဆရာပစ္စည်းတွေအတွက်ကင်းလဲစောင့်ကြည့်လျက်ရှိတယ်လို့တီယာကြောင့်သတင်းမှာဖော်ပြပါရှိပါတယ်ရှင် ဘဝဲမျိုးနဲ့ညောင်ကုန်းရဲစကန်းဤစက်ကြီးကောက်နေတဲ့စစ်သားများကိုဝင်ရောက်တိုက်ခိုက်မှုအရာခံဗိုလ်တအုပ်ပါဝင်၄ဦးသေဆုံးပြီးတနက်သုံးလတိန်းဆက်ရရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းပျော်ဝဲမျိုးနဲ့ညောင်ကုန်းရဲစကန်းဤစက်ကြီးကောက်နေတဲ့စစ်သားများကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာအရာခံဗိုလ်တအုပ်ပါဝင်၄ဦးသေဆုံးပြီးတနက်သုံးလတိန်းဆက်ရရှိခဲ့တယ်လို့အောင်ဆန်းလန်အောင်ဆန်းမြေအဖွဲ့မှတာဝန်ရှိသူတအုပ်ကဆိုပါတယ်မနေ့ကဇွန်လ26ရက်မနက်7:00နာရီကမှပျော်ဝဲမျိုးနဲ့ညောင်ကုန်းရဲစကန်းဤစက်ကြီးကောက်နေတဲ့စစ်သားရဲနဲ့ ပြူစောထီးတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအရာခံဘုတအုပ်ပါဝင်စစ်သားလေးဦးသေဆုံးပြီးကြံရဲတအုပ်နဲ့ပြူစောထီးတအုပ်တို့ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရပါတယ်။ တည်ဆုံသွားတဲ့အကြံဘတ်စကောင်စီတပ်သားတွေထံမှ MA1 အမျိုးအစားတနက်3လ5.56ကြီး64တောင်းခီးသွွားပြည်သူများထံမှအတင်းအထမစက်ကြီးကောက်ခံထားတဲ့ငွေကျပ်18,500နဲ့အတူဖုန်းနှလုံးတို့ကိုတိမ်ဆိတ်ရရှိခဲ့ကြောင်းသိရပါတယ်။မနက်၈နာရီလောက်ဝင်တိုက်တာရေစခန်းနဲ့နီးကပ်နေတာမို့9မိနစ်အတွင်း3မိနစ်နဲ့ပွဲပြီးအောင်ကနိုင်ခဲ့တာစစ်ကူကဘေးနှစ်ဖက်ကရဲတွေရှိတဲ့9မိနစ်လောက်ခီးကိုတနင်္လာလောက်ကြာမှရောက်လာတာကျွန်တော်တို့ကလုတ်ခဲ့ PDF ဖြစ်နေလို့ပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့ mission ဆောင်နေတာဖြစ်ပါတယ်။ပြည်သူတွေဒီထက်ပိုဖြစ်ပြီးနိုင်မယ်ဆိုရင်ဒီထက်ပိုလာတဲ့ပွဲတွေကကပြီးနိုင်ပါတယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုအောင်ဆန်းလက်နက်မောင်းအောင်ဆန်းမြေဖွဲမှချီလီဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကံကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းနက်မောင်းမျိုးနဲ့အတွင်းရှိစစ်သားရဲနဲ့ပြူစောတိများအနည်းနဲ့အလင်းဝင်ရောက်ကြဖို့တိုက်တွန်းထားပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့နောင်ချုံမျိုးကိုစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှတီဟာတူရာပွဲရာပုံမှုကြီးအင်းမင်းအောင်ဒရုန်းဘုံထိမှန်အပြင်းထန် တန်ရာရကနေပြည်တော်ကိုပို့ဆောင်စေကူတနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကိုစစ်တပ်ကထိုးစစ်ဆင်လာတဲ့တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှတိဟသူရာပွင့်ရပူမူကြီးအိမ်မင်းအောင်မှဒရုန်းပုံထိမှန်ပြီးအပြင်းထန်ထန်ရရပြီးနေပြည်တော်ကိုပြန်လည်ပို့ဆောင်ကစေကူတနီယာကြောင့်ဓနုပြည်သူလွတ်မြောက်ရေးတပ်တော် TBNL တရင်နဲ့ပြန်ကြားဟိတာဝန်ရှိသူတောင်းကပြောပါရယ်လွန်ခဲ့တဲ့လကတိဟသူရာပွင့်ရပူမူကြီးအိမ်မင်းအောင်ကတော်လိုင်းတပ်ဖွဲ့များကလွတ်တဲ့နဲ့ဒရုန်းကိုထွက်ကြည့်စဉ်ပုံချရောက်ပောက်ကွဲပြီးတန်ရာရရှိကနေပြည်တော်ကိုအရေးပေါ်ပြန်လည်ပို့ဆောင်စေကူတမှုခံယူနေရကြောင်းပူမူကြီးတိဟသူရာ၂000 29မှာ2020ခုနှစ်ရခိုင်ပြည်ပုံနာကျုံမြို့နယ်ဘုတ်တော်ဒီဝါနီတိုက်ပွဲမှာအေဂိုခုခံတိုက်ခိုက်မှုကြောင့်2021ခုနှစ်မှာဇန်နဝါရီလ၄ရက်နေ့မှာ NND အစိုးရကစစ်တပ်ရဲ့ထောက်ခံမှုနဲ့တိဟသူလာပွဲကိုအနှင်းပေးခဲ့ကြောင်းသိရပါတယ်။တောင်ချုံမှာတော်လိုင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိတဲ့တိဟသူလာဘုံမှုကြီးအေးမင်းအောင်ကစစ်တပ်ကတော့ပတ်စဉ်54မှာဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်စွန်လ26ရက်နေ့နောင်ချုံမြို့နယ်နောင်ဖာညံတော်လုံဆန်းအုံမကနဲ့နောင်လင်းကျွော်တို့မှာတိုက်ပွဲဖြစ်ပြီးတိုက်ပွဲဖြစ်ပွားနေချင်းစစ်ကောင်စီတပ်မှလက်နက်ကြီး 90နဲ့ဒရုန်းပုံ32လုံးတို့ပစ်ကူတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ အခြေအနေကမုံမလင်းသေးဦးကျန်းနေပြီးကံကြီးဘက်ကနေထိုးတာဗန်ပွေးကုန်းဘက်ကတော့လာပခနှစ်ပြူဟာရေပြင်းဦးတွင်တနန်းချောင်းကတက်တွေရဲ့တခြားတက်မလက်ကျန်တွေနဲ့တရင်တွေရဲ့ပေါင်းထိုးနေတာအင်အားကကုတ်ဖဲ့ထုံထုပ်ပြီးထိုးတာပေါ့သူတို့ဘက်ကစစ်ကြောင်းထိုးတိုက်ခိုက်နေတော့ကိုကလည်းခုခံရင်တိုက်ခိုက်နေရတာပြည်သူတွေကိုပြောချင်တာကအရန်ကြီးစိုးရင်စရာမလိုပါဘူးလို့ကျွန်တော်တို့လုံဆရာရှိတာလုံနေကြပါတယ်လို့ပြောချင်ပါတယ်လို့တနုပြည်သူလူမျိုးရေးတက်တော့ဒမီယက်လီမှာပြန်ကြိုက်တာဝန်ရှိသူကဆိုပါတယ်ဇွန်လ26ရက်နေ့ကအောင်ချုံမြို့နယ်နောင်လင်းချင်းရွာနယ်နောင်ဖား ာချင်းရွာတို့မှာတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကလက်နက်ကြီး36လုံးနဲ့ဒရုန်းနဲ့ပုံ18လုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူနေအိမ်တလုံးထိမှန်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ အလားတူညံတော်ကြီးရွာမှာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှလက်နက်ကြီး30လုံးနဲ့ဒရုန်းပေါင်း15လုံးဖြစ်ကူပြီးတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ဇွန်လ25ရက်နေ့ကလည်းနောင်ချုံမြို့နယ်နောင်လင်းနောင်အောလုံဆန်းနဲ့နောင်ဖာကြီးရွာတို့မှာတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်မှဒရုန်းနဲ့ပုံ28လုံးလက်နက်ကြီး68လုံးဖြစ်ကူပြီးတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ညီနောင်မဟာမိတ်တုံးဖွဲ့ကငလင်တန်တဲ့ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဖို့ဆောင်ရွက်နိုင်ဖို့အတွက်ထိုးစစ်ဆင်မှုတွေတစ်ဖက်သက်အပြည့်ရက်ကာလနောက်ထပ်တစ်လသာသက်တမ်းထပ်တိုးထားခြင်းစစ်ကောင်စီ င်ကအခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့်နောင်ချိုမြို့နယ်မှာတိုက်ပွဲများဖြစ်ပွားနေတာဖြစ်ကြောင်း TNL သတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့စီရီတတိအမြင်ရှိဖို့လိုအပ်ပြီးလီချောင်းရံမှာကာကွယ်နိုင်ဖို့လီချောင်းရံကာကွယ်ဆိုင်ရာနီလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်းတော်လိုင်းတပ်တွေကအသိပေးထားတယ်လို့ဖော်ပြပါရှိပါရရှင်။